္လာပါရွှေရမပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီဗီဒီယိုမှာတော့ဗင်နီဇွဲလာရဲ့မြောက်ဖက်ကမ်းရိုးတန်းမှာအမေရိကန်ရေကုန်သင်္ဘောပေါ်လာတဲ့အခါဘာတွေဖြစ်ပျက်သွားခဲ့တဲ့ဆိုတာကိုပြန်ဆက်ပေးသွားမှာပါဆိုတော့စိတ်ပါဝင်စားသူမိတ်ဆွေများအနေနဲ့ဇုံးလေးလိုက်ပါကြည့်ရှုပေးကြဖို့တောင်းဆိုပါစေကျွန်တော်ကလည်းရွှေရမကုလို့ဆက်ဖက်ဆိုင်ရာကြောင်းအများစစ်တမ်းနဲ့ပစ္စည်းများအပြင်အခြားသောဘူးနာဆိုင်ရာကြောင်းအများကိုရှာဖွေစူးစိတ်နှဆက်ပေးနေတဲ့ကိုပြီးဆိုပဲဖြစ်ပါရယ် ဗင်နီဇွဲလားရှိတဲ့ဟာဒေတာဆန်တော်ချင်း6:42မိနစ်မှာ၅ဖန်ဖိုက်တစ်ခုလိုယူဆထားတဲ့အကြာတစ်ခုကိုခြေရခံမိလိုက်ပါတယ်။ဒါပေမဲ့အဆိုပါဖြစ်ရာမှားယွင်းခဲ့တာပါ။၎င်းတို့ကလျာနေရာနဲ့ရေမိုင်း2မိုင်ခန့်အကွာလောက်မှာသမုဒ္ဒရာရဲ့အောက်နက်ဆိုင်တဲ့နေရာတစ်ခုကနေပြီးကြီးမားတဲ့အကြာတစ်ခုကရုပ်တရက်ရေမျက်နှာပြင်ပေါ်ကိုတက်လာခဲ့ပါတယ်။ခဏလေးအတွင်းမှာပဲအနက်ရောင်သမ္မတကိုယ်တွေတစ်ခုဟာ ပင်လယ်ရေမျက်နှာပြင်ကိုအချက်ပြမှုတွေရေဒါခေါ်ဆောင်မှုတွေပါတခုမှမရှိဘဲတိုက်စစ်နေတဲ့အမေရိကန်တပ်ထုကိုယ်တွေတခုသာသာနဲ့ထိုးပေါက်ထွက်လာခဲ့တာပါဗင်နီဇွဲလာရဲ့ Guy Gary Petro စစ်သည်မော့ရဲ့စုံလာချက်ပြမှုတွေဟာပိုတိုးလာပါတယ်ဒေတာအော်ပရေတာတယောက်ဟာရုတ်တရက်မှထိတ်လန့်သွားပေမဲ့ဆရာကျွန်တော်တို့0800နေရာမှာကြီးမားတဲ့အချက်ပြမှုတခုရရှိနေတာအတွက်ကြောင့်နေရာရွှေ့ပြောင်းရပါမယ်ပိုကြီးကတော့ရုတ်တရက်မဖြစ်နိုင်သေးပဲစစ်မော့ဘက်မှရှိတဲ့အဖွဲ့ဝင်တိုင်း ဘာတွေဖြစ်နေပြီလဲအမေရိကန်ရင်ကုန်သင်းပေါ်ရဲ့လှုပ်ရှားမှုကထင်းထင်းကြီးပေါ်လွင်လာပြီပဲဖြစ်ပါတယ်အဆိုပါရင်ကုန်သင်းပေါ်ဟာမျောပါလာတာမဟုတ်ပါဘူးကြွေချမ်းရှိရှိနဲ့လှုပ်ရှားလာတာပဲဖြစ်ပါတယ်ဗင်နီဆွဲလားသင်းပေါ်ကတော့ဘေကင်းနဲ့ကောင်းဝဲဥတီယာနေရာကိုထင်းထင်းနိုင်ရန်အတွက်စူးစမ်းနေပါတယ်သူ့နောက်မှာရှိတဲ့ကန်ယုံရက်နဲ့ရေမိုင်း16မိုင်တာကွာဝေးတော့တဲ့အနေအထားရောက်ရှိနေတာပါဒါပေမဲ့တစ်စိတ်တစ်ပိုင်းနေတဲ့တော့တုံ့လုံမှုမရှိပါဘူး၎င်းရဲ့ရေမိုင်းတထက်မှာပဲနေပြီးသင်းပေါ်ဘက်ကနေမှန်ပြောင်းနေကြည့်ရင်တော့ထင်းထင်းရှားရှားမြင်ရတဲ့အဆိုပါအလန်းနဲ့တက်ဆင်ထားခြင်းမရှိညမလည်းမရှိတဲ့ရေကုန်သင်းပေါ်ကို အမေရိကန်တို့ရဲ့ဗာဂျီးနီးယားနာဆာရေကုန်သွင်းဖို့ဆိုတာသိကြပါတယ်။၃မိနစ်နေပါလောက်ကြာလောက်တဲ့အထိတိတ်ဆိတ်နေပြီးဂျေမိုင်းတက်သော်မှာ9မိုင်ဝါဝဲမှာရပ်တန့်နေကြတာပါ။ဗင်နီဇွဲလားကိလန်တမောအတွက်တခြားနိုင်ငံရဲ့စစ်တမောတွေကထူးဆန်းတော့အုံမနေပါဘူး။အဆိုပါတက်မောဟာအီတလီနီးပညာများတိစောက်ထားပြီးဆိုဗီယက်တို့ရဲ့နှိပြူဟာတွေနဲ့လေ့ကျင့်သင်ကြားထားတဲ့ဒေတာအဖွဲ့သားတွေကိုတာဝန်ပေးခန့်ထားကဗင်နီဇွဲလားရဲ့မြောက်ပိုင်းကိုင်းဝန်းတန်းကိုအိုလီဗာရီယန်လုံခြုံရေးဆောင်ရဲ့တစိတပိုင်းဖြစ်လုံခြုံရေးယူကင်းလှည့်လျက်ရှိပါတယ်။သူ့ကိုပုံမှန်ပေးရထားတဲ့တာဝန်ကတော့ရိုးရှင်းပါတယ်။ဒါကတခြားနိုင်ငံတမောများကိုစောင့်ကြည့်ဖို့ပါပဲ။လက်ရှိမှာတော့၎င်းတို့ဟာ၎ င်းတို့ရဲ့ခြေပိုင်နဲ့အပြင်မှာရောက်နေတဲ့ကမ္ဘာအစီအမံဆုံးစစ်သည်မောအစုကိုစောင့်ကြည့်နေရတယ်လို့ပြောရမှာပါဒီနေ့နဲ့နဲ့မှာတော့အဆိုပါစစ်သည်မောဟာ၎င်းရဲ့ရေတပ်သားတွေကိုတင်ဆောင်ပြီးပက်ထရိုလာခရုနဲ့ရေမိုင်20ကျော်မှပုံမှန်လုပ်ငန်းစဉ်အတိုင်းပဲ12နာရီကြာကင်းလှည့်နေပါတယ်စစ်သည်မောအင်ဂျင်တွေဟာဆလင်းတော့မှတည်ရှိနေပြီးဆိုနာဟာလည်းပုံမှန်အနေထားမှာပဲရှိနေပါတယ်အဲဒီနောက်မှာတော့6နာရီ42မိနစ်အချိန်ရုတ်တရက်ဆိုသူတို့ကြေပြောထားတဲ့ပင်လယ်မြေနဲ့ပြင်ဟာပေါက်ကွဲထွက်လာခဲ့ပြီးလက်ရှိအချိန်မှာအရာအလုံးငြိမ်သက်နေတဲ့အနေထားတစ်ခုပါဗာဂျီးနီးယားကလပ်ရင်ကုန်သင်္ဘောတစ်စီးဟာရေမိုင်08ဒါမှမဟုတ်1.8နော့မှာပေါ်ထွက်လာ ာခဲ့တာပဲဖြစ်ပါတယ်။ဒုသဖြင့်ကတော့၎င်းတို့ရဲ့အမေရိကန်သင်္ဘောဖြစ်နေတာကြောင့်စိတ်မသက်မသာဖြစ်နေရတာပါ။ထို့ထူပါပဲအမေရိကန်ရေကုန်သင်္ဘောတွေရဲ့အတွင်းပိုင်းမှာလည်းချိန်တဲ့တပြင်းညီလုံထုံးလုံးတွေကိုတိကျတိကျသွားလုံဆောင်နေပါတယ်။မျက်နှာပြင်စောင့်ကြည့်တဲ့ဖွဲ့တွေကလည်းအတန်းနှိမ့်ဆက်တမှုများနဲ့ဘဏ်ဝင်ထုတ်လုပ်မှုတွေထိန်းချုပ်ရေးစတာတွေကိုအ ਨੇ ဆုံးဖြစ်အောင်လုံဆောင်ထားကြပါတယ်။အမေရိကန်ရေတပ်ရဲ့အခုလိုရောက်ရှိနေမှုမျိုးကို OBS လို့ခေါ်ပါတယ်။စကားတကောမှမပြောဘဲအမေရိကန်ဆိုတာကိုပြလိုက်တာပါ။ တရားဝင်အဖြစ်ဆိုရင်တော့အမေရိကန်ဟာဗင်နီဇွဲလားရေပိုင်းနဲ့အပြင်ဘက်ရေမှန်၁၂မိုင်กว่าမှာရှိတဲ့နိုင်ငံတကာရေပိုင်းနယ်အတွက်မှာတည်ရှိနေတာပါနိုင်ငံရေးရပြောရမယ်ဆိုရင်တော့ဒါဟာလူတို့ဥယျာဉ်အင်ရှင်မှာတိုက်လေရင်လည်းစင်းလာရထားသလိုပါပဲအခြေအချိန်မှာနှစ်ဖက်စလုံးအတွက် နံပြပိုင်ဆိုင်မှုဆိုတာနဲ့မပတ်သက်တော့ပါဘူး။အကြောင်းကတော့၎င်းတို့ရဲ့တရှိနေပုံကြောင့်ဖြစ်ပါတယ်။ပြည်ထောင်မှာခန်းတန်းစောင့်ကြည့်နေရတာပါ။ဒေတာစံတော်ချိန်6:48မိနစ်မှာတော့ထိတဲ့ရင်ဆိုင်မှုတွေကစတင်ပါပြီ။အမေရိကန်ရုံးအုပ်သင်းဘော့ကပင်လယ်ပြတ်တံပေါ်ပေါ်လာခဲ့တဲ့ကတစ်ချက်လေးမှလှုပ်ရှားမှုမရှိသေးပါဘူး။ဆက်လက်ခုံမောင်းခြင်းဥတီယာပြောင်းလဲခြင်းမရှိဘဲပြည်လယ်စံတော်ကိုစောင့်ကြည့်နေပါတယ်။ဘိုက်ကယ်ရီစံတော်ပေါ်မှာတော့ခြေတွေကရှုပ်ထွေးနေပါတယ်။ တင်မောင်ရာရှိတိုင်းကပင်လယ်ပြင်နဲ့နီးပြပါဖန်သားပြင်တွေပေါ်မှာပြန်လည်ကြီးစုရင်အလုံရှုံနေပါတယ်။အချက်ပြမှုတွေကနီးကန်နေုံသာမကပဲတင်မောင်သားအလုံးတွေဇက်သိန်းသွားနိုင်တဲ့နေရာလဲဖြစ်နေပြန်သလိုအတွေ့အကြုံရှိပြီးသားစစ်ဘိုးတွေအတွက်တောင်ဇောချွေးပြန်စီမဲ့အခြေအနေမျိုးပါ။ဂျေမိုင်းကွာဝေးတက်တက်မှ6မိုင်ရှိနေကြောင်းဂျေချောင်းပြရာရှိကထုတ်ပြန်လိုက်ပါတယ်။အပရင်ရဲ့အမိန်ပြတဲ့ကထွက်လာပါတယ်။ဂျေမိုင်း15နော့ကိုဆက်လက်ထိန်းသိမ်းထားပြီးမြင်ကွင်းကနေရင်ကုန်တင်မောင်ကိုဆက်လက်စောင့်ကြည့်ထားဖို့ပါ။တက်ခရီးသတင်းချက်လိုက်အင်တာနာမှာတော့ဆိုနာအော်ပရေတာဟာရင်ကုန်တင်မောင်ကနေအချိန်ကြီးနှဲတဲ့ဘယ်လိုပြောင်းလဲမှုမျိုးမဆိုရယူရန်အတွက်အပြန်ဆက်တင်တွေကို ချိန်ကြီးလိုက်ပါတယ်။သင်းမော့ကုန်းဘောမော့ကတော့ဂျီမန်9မိုင်လောက်ပဲဝေးတဲ့အမေရိကန်ဂျင်ကုန်းသင်းမော့ကိုဖနီဇွဲလာသင်းမော့သားတွေကတန်းစီကြည့်နေကြပါတယ်။ အလန်းရောင်တပ်ထုကိုရဲကြီးကတော့နေရောင်အောက်မှာတောက်ပါနေပါတယ်အဆိုပါကြီးကြီးသူတွေထဲမှာတချို့တော့ကတော့အမေရိကန်ရေကုန်သင်းဘောကိုအပြင်မှာခုမှပဲတွေ့ဘူးတာဖြစ်မှာပါဒီမှာပြောင်းချောနေတဲ့အပြင်စစ်ပွဲတွေကိုအတန်တိတ်ဆုံးတန်နိုင်ရန်အတွက်ထုတ်လုပ်ထားတဲ့ခင်မီစစ်လက်နက်တမျိုးပဲဖြစ်ပါတယ်အမေရိကန်တို့ဘက်ကလည်းကင်မရာကိုလက်ပတ်ကြည့်ချင်းပြန်လှူချမှုတိုင်းကိုမှတ်တမ်းတင်နေပါတယ်ပေရင်ကွာဝေးထုတ်လုပ်မှုလို့ထမှုပုံစံများစတဲ့အရာတွေကိုသင်းဘော20လုံးကတော့ရရှိသမျှအချက်လက်တွေကိုစုဆောင်းနေပါတယ်အကြောင်းကတော့ခင်မီရေတပ်စစ်ပွဲတွေမှာအရင်ဆုံးဒုံးကျည်တွေနဲ့တိုက်ခိုက်တာမဟုတ်ပါဘူးဒါအချက်လက်တွေဖြစ်ဖြစ်ပုံတွေကိုတိကျစွာမှတ်တမ်းတင်ထားပြီး ြီးတပ်တွေများရယူခြင်းဖြင့်တိုက်ပွဲကိုစတင်ကြတာပဲဖြစ်ပါတယ်။နနက်6:50နာရီကဆုံချင်းကနိုင်မှုအကွာအဝေးရဂျင်မိုင်းတက်သားမှ3မိုင်ထိရောက်ရှိခဲ့တာပါ။ဘယ်သူမှမျက်တော့မကတန်းစောင့်ကြည့်နေပါနဲ့။ဗီနီဇွဲလာတို့ဘက်ကစောင့်ကြည့်နေကြပြီးအမေရိကန်တို့ဘက်ကလှုပ်ရှားမှုစတင်လာပါပြီ။ဒါဟာပြစ်လို့ခြင်းနဲ့မလို့ပဲနှိမ့်ပြတဲ့တိုက်ပွဲပုံစံတစ်ခုပါ။ပြောရရင်ဒါဟာရေပြင်ထက်မှာစစ်တုံးရင်ကစားပွဲတစ်ခုကစားနေကြသလိုပါပဲ။အမေရိကန်ရေကုန်းသုံးဖက်တစ်စင်းကဂူလောက်တီနီကလာတဲ့အကြောင်းအမှန်ကိုနားလည်စွာသိရှိနိုင်မှုတွေရီတာကပြီးဖို့တဲ့အချက်ပြမှုတွေတဲ့ပိုးတဲ့အကြောင်းရင်းတွေကိုပုံမလေးလာကြည့်ရမှာဖြစ်ပါတယ်။အမေရိကန်ရေတပ်ကကာရေဘီယံပင် င်းလက်ပြင်းတလျှောက်ပြန်ကျဲနေတဲ့မိုးရေစေဝါကျောင်းဝယ်ရီလမ်းကြောင်းများနဲ့လက်နက်မောင်းလမ်းကြောင်းတွေကိုကြားဖြတ်တားဆီးဖို့အတွက် Operation Saturnus Shock စစ်စင်ရေးကိုလာတော်ကြလုံဆောင်နေတာမိတ်ဆွေတို့အနေနဲ့သိရှိပြီးသားဖြစ်မှာပါ။ဗင်နီဇွဲလာတို့အနေနဲ့တိုးချဲ့ထားတဲ့ဘိုလီးဗီးယားလုံခြုံရေးဆောင်လဲကနေပြီးအဆိုပါမောင်းလမ်းကြောင်းများဖြတ်တန်းသွားလာနေကြတာဖြစ်ပြီးဒါမျိုးကိုရောက်ဆုံးလို့ပြောလို့ရပါတယ်။ ဒီလမ်းကြောင်းဟာတရားဝင်လမ်းကြောင်းဖြစ်ပေမဲ့ကာရာကတ်တို့ကတော့နိုင်ငံရေးဒိုင်နမိုက်လို့ပြောရမှာပါ။အမေရိကန်တို့အတွက်နိုင်ငံတကာရေးပိုင်းနယ်ထွက်မှာရောက်ရှိနေတာဖြစ်ပေမဲ့ဗီဒီဆိုနာတွေကတော့ဒါဟာဒေါသဖြစ်စေပါတယ်။ဒါကြောင့်အခုလိုဖြစ်ပျက်တွေကမကြာခဏဆိုးသလိုဖြစ်တတ်ကြပါတယ်။သူတို့ကတော့ဂျင်ညာချက်တွေထုတ်မနေတော့ပါဘူး။လက်စလုံးကြလေးအကွက်ရှိကစားပြလိုက်ကြတာပါပဲ။ရှင်ကုန်းသင်းမောရုပ်တရက်ထွက်ပေါ်လာပြီးနေစင်းဆန်ရက်နေခြင်းဟာမတော်တဆမှုတစ်ခုတော့မဟုတ်ပါဘူး။ဒါဟာတရားထိန်းချုပ်မောင်းနေရတဲ့အရာပါ။၎င်းတို့ကပင်လယ်ပြင်ရဲ့ရောက်ရှိတဲ့တဲ့နေရာတွေကိုတွားရောက်နိုင်အောင်တည်တင်ထားတဲ့ပိုးတဲ့ message တစ်ခုကိုလက်တွေ့ပြလှုံ့ဆော်လိုက်ကြတာပဲဖြစ်ပါတယ်။ဗာဂျီးနီးယားမြို့စား ရင်ကုန်သင်္ဘောတွေကိုအထူးပြုလုပ်ထားကြတာဖြစ်ပြီး၎င်းတို့ဟာအချိန်တော်ကြာပင်လည်းပြင်အထက်မှာပေါ်လာခြင်းမရှိဘဲရေအောက်မှာသွားလာနေနိုင်တဲ့အပြင်ရေဘောကမြေစီးသင်္ဘောမဆို၎င်းတို့ကိုခြေရာကထောက်လန်းနိုင်ဖို့လွယ်ကူမှာမဟုတ်ပါဘူးအခုအချိန်ကြီးကလည်း၎င်းတို့ကဗင်နီဇွဲလာရဲ့ကင်းလက်ဆောင်တွေမှာပိတ်မိနေတာမဟုတ်ပါဘူးအကြောင်းကတော့ ၎င်းတို့မြင်နိုင်သမျှအခြေအနေကိုသိရှိပြီးသားဖြစ်လို့ပါ။နီဇီလာတို့တော့ကတော့ပြဿနာပဲဖြစ်ပါတယ်။နိုင်ငံရေးထံမှာရေကုန်သင်းပေါ်တွေမဟုတ်ပဲအမှန်မှန်ငိုလေတွေကသာရေဆိုင်နယ်လောက်အောင်ထုတ်လုပ်ထားတဲ့အကန့်အသတ်ရှိတဲ့ဆိုလာလွှမ်းကြောင်မှုစနစ်တွေတပ်ဆင်ထားတဲ့ဂယုန်နဲ့ဆောင်ကြီးရေကင်းလက်သင်းပေါ်တွေကအားထားနေရတာကြောင့်ပါ။အမေရိကန်ရေကုန်သင်းပေါ်တွေစဉ်၎င်းတို့ရဲ့မြင်နိုင်လောက်တဲ့အကွာအဝေးကနေရုပ်တရက်ထွက်ပေါ်လာတဲ့အခါ၎င်းတို့ဆောင်ကြီးနေုံမကရောက်ရှိနေတဲ့ဆိုတာကိုပါတက်တည်ပြလိုက်တာပါ။နှစ်ဖက်လုံးတွေပေးဆက်မှုကကြီးမားမယ်ဆိုတာတော့သိကြပါရဲ။စိုးစိုးရွားရွားနေဖြစ်ဖြစ်သွားမှာကိုပဲ၎င်းတို့ကမလိုလားကြပါဘူး။၎င်းတို့ရဲ့အင်အားပြဖို့ကတော့လိုတယ်မ မဟုတ်လား။အာဆန်နာအတွက်ပင်လယ်ပင်မှာဥပဒေစိုးမိုးရေးကရှိနေပြီးကာရကတ်အတွက်ကတော့အချုပ်ချာအာဏာရှိနေတယ်ဆိုတာပါ။သူတို့ကြားကန့်သက်ထားတဲ့မြင်းလေးကခပ်ပါပါလေးပါ။အမြင်နိုင်တဲ့တန်တမာဆက်ဆံရေးလိုင်းလုံးကြီးဖြစ်ဒေသစံတော်ချင်း6နာရီ58မိနစ်မှာ တင်းမာမှုကပုံမမြင့်တက်လာပါတယ်။အမေရိကန်တင်းမောဟာ၅မိနစ်အတွင်းလှုပ်ရှားမှုမရှိရေပြင်ထက်မှာတဝက်ပေါ်နေပြီးဗင်နီဇွဲလားတင်းမောဘက်ကိုတည့်တည့်ကြီးမျက်နှာမူထားပြီးဖျက်မျက်ချုံပြနေတဲ့ဒါတဲ့ချောင်းလိုရက်တည်နေတာပါ။ရေချောင်းများရရှိရဲ့အကွာဝေးရေမိုင်းတက်တမနှစ်မိုင်းထိရောက်ရှိနေကြောင်းဖော်ပြလာတဲ့အခါကပရင်ဟာတင်းကြီးသွားနဲ့အကွာဝေးကိုဆက်လက်ထိန်းထားပြီးအဲ့လိုတကူအစင်းစင်းဖြစ်အောင်ညွှန်ကြားလိုက်ပါတယ်။တင်းမောကူးမပေါ်မှာဆွေးနွေးဝန်ထမ်းတွေလိုလက်နက်တွေကိုမလိုအပ်ဘဲတန်ရှင်းလောက်ကြနေရုံလို့ပါပဲ။ ကင်မရာတွေနဲ့လှက်ပတ်ပြီးရေဒီယိုညွှန်ကြားမှုတွေကအနေအမြထွက်ပေါ်လာနေပြီးလှုပ်ရှားမှုတိုင်းကိုမှတ်တမ်းတင်နေပါတယ်။အဲ့ဒီနောက်မှာတော့ရင်ဦးသွန်းမော်ဟာရုတ်တရက်ဆိုသလိုစတင်လှုပ်ရှားလာပါတယ်။၁၀ degree နဲ့မဟုတ်ဘူးပဲအနေငယ်ရွှေ့လိုက်ပါတယ်။ဒါဟာဂျီရတ်ဘာသာစကားနဲ့ဆိုရင်တော့အထိပ္ပယ်ရှိတဲ့အချက်ပြမှုတစ်ခုပါပဲ။ဆရာသူတို့ငါတို့ဘက်ကိုလှက်နေတယ်လို့ပြည်ထောင်ရာရှိကကပရင်ကိုတူတူလေးပြောပါတယ်။ ဗင်နီဇွဲလားကပရင်ကညွှန်ပြတာကိုတစ်ချက်ကြည့်လိုက်ပါလေ0.84အခု0.83ဒါကိုရေဒါကမဟုတ်ပဲချိန်ကြီးမတစ်ခုနဲ့ပေါ်ပြထားတာပဲဖြစ်ပါတယ်စစ်သမလစင်းကရည်ရွယ်ချက်မရှိပဲလောက်ကောင်းလို့ရဲ့လက်နက်တကူချိန်ရွယ်ခြင်းမရှိပါဘူးဇလန်တပုတ်လိုတက်တဲ့ရွှေရှားခြင်းအပြင်အန်ချောင်းတိုင်းချိန်ကြီးကျွန်းနေတဲ့တုံ့ပြန်ပြီးလောက်ကောင်းလို့ကတင်းမောကို15နော့အထိအချိန်ကိုထိန်းကြီးကရင်ကုန်တင်းမောဘေးကနေဖြတ်ကျော်လိုက်ပါတယ်ရင်ကုန်တင်းမောအတွင်းကအမေရိကန်တို့ကလောက်ကောင်းလို့ရဲ့ကင်မရာတွေအိုင်ခံကရိယာတွေနဲ့ဗင်နီဇွဲလားစစ်သမရေဒါထုတ်လုပ်မှုတိုင်းကိုဖမ်းယူထားပါတယ်တုံ့ပြန်ခြင်းမရှိပဲမှတ်တမ်းတင်နေပါတယ်နောက်ဘက်မှာဒီအချောင်းလာတွေကိုကာရာကတ်က နေဘာသာပြန်မှုဗီဒီယိုမှတ်တမ်းတင်နေတာကိုအမေရိကန်တို့ကသိပါတယ်။အမေရိကန်တို့ကလည်းဒီနေရာကို၎င်းတို့ရောက်ရှိနေကြောင်းနဲ့နိုင်ငံတကာစီးပင်းများကိုချုံ့မောက်ခြင်းမရှိကြောင်းအသိပေးတဲ့သဘောမျိုးပါပဲ။ဒါအထိတ်တန့်ရင်ဆိုင်မှုတစ်ခုပါ။စုံရဲတစ်ခုမှလာနေပင်လယ်ပြင်အခြေအနေတစ်ခုပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့အမေရိကန်ရေဟိုးသမောဟာအနေငယ်ရွှေ့ရှားလာပြီးသမောဟူးပိုင်းကရေပြင်အောက်ကိုစတင် နင်းမြုပ်လာပါပြီ။စက္ကန20လောက်အတွင်းမှာပဲပင်လယ်ရေပြင်းတစ်ပြင်အောင်ငိုရှိုးပြောက်ွယ်သွားပြီးပင်လယ်ပြင်ဟာပြန်လည်ငြိမ်သက်သွားပါတယ်။ဒေသဆန်တော်ချင်း9နှစ်3မိနစ်ရောက်ရှိတဲ့အချိန်မှာတော့ပင်လယ်ပြင်ဟာပြန်လည်ငြိမ်သက်သွားပြီးမဲ့ဗီနီဇွဲလားတမောကအဆိုပါနေရာမှာပဲရှိနေသေးပါတယ်။တမောကမြေသူမှစကားသံတစ်ချက်မှမထွက်ပဲတိတ်ဆိတ်စွာရှိနေသေးပါပဲ။အမေရိကန်တို့ကခေတ္တမှာရောက်ရှိလာပြီးပြန်လည်ပြောက်ွယ်သွားခဲ့ပါပြီ။ကပရင်ကတိတ်ဆိတ်မှုကိုစတင်ဖြုတ်ခွဲလိုက်ပါတယ်။နောက်ဆုံးရရှိလာတဲ့ coordinate တွေကိုမှတ်သားထားဖို့ညွှန်ကြားလိုက်ပါတယ်။သူ့ရဲ့အတန်းကပျော်ပြောင်းနေပါတယ်။တမောကတပ်ဖွဲ့တွေတမောကတပ်ဖွဲ့တွေကတော့ကြွန့်ကျင်သူတွေဆိုပြီးမဲ့၎င်းတို့ရင်ဆိုင်က ခဲ့ရတဲ့အရာကအနေရကြီးတယ်ဆိုတာသူတို့သိကြပါတယ်နောက်ထပ်10မိနစ်လောက်ကြာတဲ့အထိအမေရိကန်ရေကုန်သင်္ဘောကို Scan Virgin Radar ဘုံးရီတွေနဲ့ဆက်သက်ပြတ်မသွားအောင်ဆက်လက်ရှာဖွေနေပေမဲ့ပါတကူမှအစားနာတောင်းရှာမရတော့သူတို့ပင်လယ်ပြင်ရောက်မှပျောက်ကွယ်သွားခဲ့ပါပြီအမေရိကန်တို့ဗကြံမှာတော့ရေကုန်သင်္ဘောဟာရေအနှက်ပေ200လောက်မှရောက်ရှိနေပြီဖြစ်ပြီးတိတ်ဆိတ်စွာနဲ့လှုပ်ရှားနေပါတယ်မရှင်မှန်တမ်းမှာတော့ Venezuela သင်္ဘောနဲ့ထိတွေ့မှုအကြောင်းအရာတွေကိုမှတ်တမ်းတင်ထားပြီးဒီနေရာနဲ့တုံ့ပြန်မှုအခြေအနေကိုမှတ်သားထားပါတယ် Venezuela သင်္ဘောဘက်မှာတော့ရေကုန်သင်္ဘောရဲ့တိတ်ဆိတ်မှုကိုမယုံနိုင်လောက်အောင်ပဲဖြစ်နေကြပြီးဒီကြီးစွာနဲ့စတင်လှုပ်ရှားနေကြ ပါတယ်။ဥလိုထိတိုက်တွေးဆမှုတွေဟာသတင်းတွေထုတ်ပြန်မှုမှာတွေးရဖို့ရှားပါလာပေမဲ့ RVI ရဲ့အာဏာလွှမ်းမိုးမှုရင်ခွင်ရှာဖို့တော့အပြိုင်မှုတွေနဲ့ပြန်လည်ချိန်ညှိနေကြပါတယ်။အမေရိကန်ရေတပ်ဟာအဆိုပါဒေတာကိုမိခိုးရောင်ဆက်စင်ရေးဆောင်အဖြစ်သတ်မှတ်ထားပြီးအနေရရှိတဲ့ပဋိပက္ခတွေဖြစ်ပေါ်လာနိုင်ခြင်းမရှိစေရန်အတွက်ကြီးမားတဲ့ရေတပ်အင်အားပြသထားပါတယ်။အခြေဖြစ်ပေါ်နေတဲ့ဖြစ်ပျက်အခြေအနေအလုံးကိုအသေးစိတ်မှတ်တမ်းတင်ထားတာပါ။ဘာကြောင့်လဲဆိုရင်တော့ခင်မီရေတပ်စစ်ပွဲတွေမှာလက်အုပ်မှုရယူပြီးခက်ခဲခြင်းမဟုတ်ပါဘူး။ဒါကအိုးရုံကပဲရှိနေခဲ့တာပါ။ဘယ်လိုမျိုးကိုထိချုပ်နိုင်မှုအတွက်က ပြစ်ခတ်တမ်းတွေဆူညံနေတာဟာခင်းနောက်ကြသွားပြီဖြစ်ပြီးမဟုတ်ခင်မှာတော့ပြစ်ခတ်တိုက်ခိုက်တာနဲ့အရှိထင်းချုံနိုင်မှာမဟုတ်ပါဘူးပြောရရင်ခမီအစင်းမြန်စစ်သင်္ဘောတွေအုပ်စုလိုက်တက်ဖြတ်နေရာချထားပြလိုက်ုံနဲ့သကောင်းလို့ရန်သူဟာရန်ဆိုင်နေဖို့အဆင်မပြေဘူးဆိုရင်တော့ခေါကနေလိုက်တာကပိုကောင်းပါတယ်ခုဖြစ်ဖက်ကတမန်တီကိုရဲတခုနဲ့ဗီနီဇွဲလာကိုအမေရိကန်ကတတိပေးလိုက်တဲ့သင်္ကန်းစာတခုပဲဖြစ်ပါတယ်ဦးမေးမဲ့မေကွန်ကတော့မိတ်ဆွေတို့တည်းပါအကွေကြီးတို့သာဆိုပါဗီနီဇွဲလာစစ်သင်္ဘောကိုကိုကဲရတဲ့ကရင်တယောက်ဖြစ်နေခဲ့မယ်ဆိုရင်ရော စီတိုအနေနဲ့ပြန်လှည့်ထွက်လာမှာလားဒါမှမဟုတ်ပြီးကင်းလှရလမ်းကြောင်းကိုထိမ့်သိမ်းနိုင်အောင်ဆက်လက်တည်ရှိနေမလားဆိုတာကိုကွန်မန့်မှာချရိတ်ခဲ့ပါအောင်လို့ပြောရင်ဒီလိုကိုအဆုံးသတ်လိုက်ပြချင်းအောင်မြောက်မှာလည်းအခုလိုစစ်ဖက်ဆိုင်ရာအကြောင်းအများနဲ့ဘုသူရဆိုင်ရာအကြောင်းအများကိုဆက်လက်တင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ပြီးပုံမှန်ကြည့်ရှုပေးဖို့တောင်းဆိုပြချင်းဗီဒီယိုတစ်ခုမှပြန်လည်ဆုံးလို့ကြပါစို့လို့ပြောရင်ဆက်လိုက်ပါရစေကျွန်တော်ကတော့ကြည်ဆိုပါ